ပါကစ္စတန်ရဲ့မြို့တော်အစ္စလာမဘတ်မှာအသေးခံဘုံခွဲမှုတစ်ခုဖြစ်ပွားပြီးလူ၁၂ယောက်သေဆုံးခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာ၁၇ရက်နေ့ကတရားရုံးတစ်ခုရဲ့အရှိမဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုမှာလူ၁၂ယောက်သေဆုံးပြီး28ယောက်ထပ်မံတဲ့ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ထရေးဝန်ကြီးမိုဆင်နာဗီကပြောပါဗျ။ဘုံသမားကတရားရုံးထဲကိုဝင်ရောက်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့နောက်အပြင်ဘက်မှာဖောက်ခွဲခဲ့တာဖြစ်တယ်လို့နာဗီကဆိုပါတယ်။လလောဆယ်မှာတော့ရဲတွေဦးစားပေးလှုပ်ဆောင်နေတာက အသေးခံဘုံသမားဘယ်သူဖြစ်တယ်ဆိုတော့အဖြေရှာဖို့ဖြစ်တယ်လို့သူကပြောကြားထားပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ရှာဗတ်ရှရစ်ကတော့ဒေတာခိုင်မှုဟာခါးသီးပြိုင်ဘက်အိန္ဒိယအစိုးရကတတက်ကြွကြွထောက်ခံပေးနေတဲ့အစွန်းရအဖွဲ့အစည်းတွေကျူးလွန်တာဖြစ်တယ်လို့စွပ်စွဲခဲ့ပါတယ်။အစ္စလာမ်မဘက်ကအသေးခံဘုံခွဲမှုဟာအိန္ဒိယနဲ့ဆက်နွယ်မှုရှိနိုင်တယ်ဆိုတဲ့ပါကစ္စတန်ဘက်ကစွပ်စွဲချက်ကိုအိန္ဒိယအစိုးရပြောရေးဆိုခွင့်ရအရာရှိတူကတော့အတိအလင်းငန်းဆန်ပယ်ချသွားခဲ့ပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ်ယုံက ရှရစ်ရဲ့ကြေညာချက်ကိုထုတ်ပြန်ရမှာတော့အိန္ဒိယရဲ့လက်ဝေခံအကြမ်းဖက်အဖွဲ့တွေကလက်နက်မဲ့ပါကစ္စတန်ပြည်သူတွေအပေါ်အကြမ်းဖက်တိုက်ခိုက်မှုကျူးလွန်နေတာကိုရှုတ်ချတယ်လို့ဆိုထားပါတယ်ရှင်။